ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာစီဂိမ်းပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့စခန်းဝင်လေ့ကျင့်ခဲ့တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့ဂျပန်နိုင်ငံမှာရှေ့ဆန်းပွဲ၃ပွဲရှင်မြန်ကစားခဲ့ပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့မြန်မာပရိသတ်တွေကိုအမြဲတမ်းညနေပန်းလှအောင်ညနာရအောင်ကစားပြနိုင်တဲ့အသင်းလို့ပြောမှာဖြစ်ပါတယ်ရှေ့မှာမြန်မာလက်ရွေးစင်အမျိုးသားအသင်း U23 အသင်း စီးကိန်းပြိုင်ပွဲမှာအသင်းကဂျပန်နိုင်ငံမှာအခုမြန်မာလက်ရှိစဉ်အမျိုးသမီးအသင်းတို့ဝက်စကန်ဝင်လေ့ကျင့်နေရှေ့ဆန်းပွဲ၃ပွဲကစားတယ်တပွဲမှမနိုင်ခဲ့ဘူးနှစ်ပွဲရှုံးတယ်တပွဲသေကြတယ်ရှုံးတဲ့နှစ်ပွဲမှာတပွဲကဆိုရင်15ဂိုးတောင်တွင်းခံခဲ့ရတယ်အဲ့လိုပုံပြပန်းပြဖြစ်ခဲ့တဲ့စီးကိန်းပြိုင်ပွဲမှာမြန်မာလက်ရှိစဉ်အမျိုးသားယူ23အသင်းပေါ့လေဟုတ်ကဲ့မြန်မာလက်ရှိစဉ်အမျိုးသမီးအသင်းကတော့ရှေ့ဆန်းပွဲ၃ပွဲကစားတယ်တပွဲမှမရှုံးခဲ့ပါဘူး နှစ်ပွဲနိုင်တယ်တပွဲကိုတရေကစားနိုင်ခဲ့ပါတယ်ခင်ဗျာမြန်မာလူ့ရေးစင်မြို့မီသင်းဟာအောက်တိုဘာလ21ရက်နေ့မှာ IGK ကုနွိုက်အသင်းနဲ့ရှင်ပြန်ကစားခဲ့ပါတယ်အဲ့ပွဲစဉ်မှာ တကူးစီတေးကြခဲ့တယ်မြန်မာလူ့ရေးစင်မြို့မီသင်းအတွက်နင်းပွင့်အေကဂိုးသွင်းညီပေးခဲ့ပါတယ်ခင်ဗျာ အောက်တိုဘာလ23ရက်နေ့မှာတော့ Osaka တက္ကသိုလ်အသင်းနဲ့ဒုတိယမြောက်ရှေ့ဆန်းပွဲကိုဆက်လက်ရှင်ပြန်ကစားပါတယ်ဒီပွဲမှာမြန်မာလူ့ရေးစင်မြို့မီသင်းကတကူးကိုမရှိဆွဲရလနဲ့ အနိုင်ရရှိခဲ့တယ်မြမလက်ရွေးစင်မျိုးသမီးအသင်းအတွက်အနိုင်ကိုကိုဣတဖြိုးဟာတွင်ယူပေးခဲ့တယ်ခင်ဗျအောက်တိုဘာလ25ရက်နေ့မှာတော့တတိယမြောက်ရှေ့ဆန်းပွဲကိုမြမလက်ရွေးစင်မျိုးသမီးအသင်းဆက်လက်ရှင်မြန်ကစားခဲ့ပါတယ်အဲ့ရှေ့ဆန်းပွဲမှာမြမလက်ရွေးစင်မျိုးသမီးအသင်းကကန်ဆိုင်းယူနီဘာစီတီအသင်းနဲ့ကစားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာလည်းမြမလက်ရွေးစင်မျိုးသမီးအသင်းကအနိုင်ရရှိခဲ့ပါတယ်တကူကိုမရှိဆွဲရလာတဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျဒီတလုံးဒီတော့အနိုင်ကိုကိုဣတဖြိုးကပဲထပ်သွင်းပေးခဲ့တာဖြစ်ပါတယ် စီကိန်းအမျိုးသမီးဘောလုံးပြန်ပွဲရဲ့အုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာလ၄ရက်နေ့ကနေ17ရက်နေ့ထိထိုင်းနိုင်ငံရွှေဘူရီမြို့မှာကျင်းပဖို့ရှိနေပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့အုပ်စုခမှာပါဝင်နေပါတယ်။ BNN ဖိလစ်ပိုင်မလေးရှားအသင်းတွေနဲ့တောဆူတဲ့ကြောင်းနေပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။